အဲအရင်ပြောပါရဲဘာလို့လဲဆိုတော့လေဟိုမြို့သူကဒါမြို့သူကမ်ပက်လူမျိုးလည်းဖြစ်နေတဲ့ခါကျတော့လေဒီပွဲလေးမှာကိုကပြန်ပြီးတော့တက်ရတဲ့ခါမျိုးမှာလေအရင်စိတ်လှုပ်ရှားတယ်ပြီးတော့ဒီဇက်ဆိုလို့ရှိရင်ကိုအရင်ရိုက်ချင်တာစောင့်နေတာပြန်ပေါ်လာတာငါတို့ထင်သလားမဟုတ်ဘူးလို့အိုက်တီနီကရော့သွားတယ်လို့ကသူကဘလို့ဖြစ်သွားတယ်လို့အဲ့လိုမျိုးတွေမဖြစ်အောင်လည်းမြို့သူတက်နိုင်တယ်လို့ကြိုးစားထားပါတယ်အဲ့တော့စောင့်မွေးအောင်မအောင်ကတော့ပြိတ္တဖိပဲပြန်နားထောင်အောင်ပါနော် わ <music> ဒီဆက်လန်းလေးရကြတော့မြို့သူတို့ဆာမက်ပရိသတ်ရှိမိတာနိုင်လေကြဘက်ရွှေကြဆိုလို့ဝိထုလေးပေါ့နော်အဲ့ဒါလေးမှာကြာညူကြီးဆိုတဲ့နေရာဒီဇက်ကောင်ကြီးနေရာနေပြီးတော့သူကပေါင်ပြီးတောင်းတာပါရှင်ကဲဒါလေးရကြတော့မြို့သူတို့ရိုက်ရိုက်ဖို့ရည်ရွယ်ထားတာတော့တော်တော်ကြာပြီပေါ့နော်အချောင်းမြွတ်မြွတ်နဲ့ဈေးမှာနှစ်တွေခြားပြီးတော့မှမနစ်ကမှမြို့သူတို့ပြန်ရိုက်ဖြစ်ခဲ့တာပါရှင်အဲအရင်ပြောပါရဲဘာလို့လဲဆိုတော့လေဟိုမြို့သူကလာမြို့သူကမ်းပက်လူမျိုးလည်းဖြစ်နေတဲ့အခါကျတော့လေဒီပွဲလေးမှာကိုကပြန်ပြီးတော့တက်ရတဲ့အခါမျိုးမှာလေအရင်စိတ်လှုပ်ရှားတယ်ပြီးတော့ဒီဇက် ဆိုလို့ရှိရင်ကိုရဲရိုက်ချင်တာရိုက်ချင်တယ်ဆိုတာကဇက်ဒီဇက်ကိုတီးပြီးမှရုံးဝရိုက်မယ်ဆိုတော့တီးပြီးမှရိုက်ချင်တာမဟုတ်ဘူးငကိုရဲဟိုဟာဒီလူတို့ဖက်မိပြီးတော့ဒါလေးဒါဇလန်တွဲအနေနဲ့ပေါ့နော်တို့တွေ forever ရုံးဝနေဖန်သီးလိုက်ကောင်းပါပဲလို့ကိုစိတ်ကူးရင်ခဲ့တာအဲစိတ်ကူးရင်ခဲ့တဲ့ဟာလေးမှကိုကတရုတ်ဆောင်ရတဲ့အကြောင်းကိုအရန်ပျော်ရပါတယ်ပြီးတော့ နည်းနည်းလေးနှစ်တွေခြားပြီးမှကမ်ဘက်အနေနဲ့ပြန်လာလေးဆိုတော့လေကုကုကိုလည်းအဆင်ပြေပါမလား item တွေမှများရော့နေမလားဘာလို့ဆိုတော့ဒီနောက်ကလေးတွေ ਆ ဆိုရင်အရန်တော်ကြတယ်ဆိုတော့ကိုအဲ့ stress လေးနည်းနည်းရှိတာပေါ့နော်အဲဒါပေမဲ့အားကြီးလာဝင်းရံပေးကြတယ်အမတွေရောမိုင်းတို့တွေရောတကူးတကောက်ရောက်လာပြီးရဲကျေးဇူးများကြီးတင်တယ်အဲ့လိုမျိုးဆိုလေဟိုဒီဇက်ရုပ်ကိုကိုနဲ့ live ဖက်မယ်လို့တွေးတာမဟုတ်ဘူးဒီဇက်ကိုအဲဂျုံကရိုက်ရင်ကောင်းမှာပဲဇလန်တွဲဆိုရင်ကောင်းမှာပဲဆိုပြီးတော့မှသူကဟိုစိတ်ကူးရင်ငယ်တာပေါ့နော်နောက်ဆုံး ဒီကရိုက်မယ်ယုံကရိုက်မယ်ဆိုတော့တည်တဲ့အချိန်မှာပြီးတော့ကက်စတင်လေးပိုင်တော့မှပဲဘာပဲပြောပြောပီတိဖြစ်တယ်ပေါ့နော်နောက်ဆုံးကျတော့ကိုရောက်သွားတော့လေပို့ပြီးတော့ဝမ်းတာရတယ်ဝမ်းတာတဲ့အပြင်ကိုပရက်ရှာတစ်ခုကပါရှိလဲဆိုတော့ကိုရမ်းလိုချင်နေပြီးကိုရနေပြီးတော့မှကိုမလုံးနိုင်ဘူးဆိုတဲ့ဟာမျိုးကြရင်ကိုနောက်နိုင်ရအောင်မှာဆိုတော့လေတက်နေတဲ့လောက်တော့ကြိုးစားထားပါတယ်လို့လွယ်ချက်လေးရှိလဲပြောပြပေးကြပါလို့ဟုတ်ကဲ့ရှင်ဟုတ် ဟုတ်အခုဒီမှာဆိုလို့ရှိရင်မျိုးသူတို့ကဒီចောင်းသူအရွယ်ပါမယ်ဟိနောင်တဲ့အရွယ်ပါမယ်နောက်ဆုံးအသက်ဒီကလေးတွေကြီးလာတဲ့အရွယ်ပေါ့နော်အဲ့လိုမျိုးအရွယ်လေးရှိတဲ့အတွက်ကြောင့်မလို့ငယ်ရွယ်ချိန်မှာဖြစ်တဲ့ပုံစံရဲ့ ဒီဒီတက်လက်ပိုင်းပြီးတော့ပြည်ပြည်ချင်းမှာဖြစ်တဲ့ပုံစံနောက်ဆုံးအသက်ကြီးရဲ့ချိန်မှာဘောလော့ဂရန်ရဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါမျိုးတွေကိုတော့တတ်နိုင်တယ်လို့တော့ဒီလိုစူးစမ်းထားပါတယ်ရှင့်ပြီးတော့နောက်တစ်ခုကဒီကာလီရက်တဲ့ချိန်မှာတို့အရင်စီချမ်းသာရပါတယ်အတူတူဒီပေါ့နော်ရိုက်ကြရတဲ့တွေအကုန်လုံးနဲ့လည်းအဆင်ပြေတယ်ပြီးနောက်တစ်ခုကဒရိုက်တာအရင်ကျေးဇူးတင်ပါတယ်ဒရိုက်တာကလေဒီလိုနဲ့အရင်ညှိနှိုင်းပြီးတော့မှာပေါ့နော်ဟိုဒါရိုက်ကူးပေးတယ်ပြီးတော့ ဒါက director ကိုတိုးဝေရန်တွေရဲ့ပထမဆုံးရိုက်တဲ့ဇာတ်လမ်းတွေဖြစ်ပါတယ်။အဲ့တော့လုံးဝအမှတ်တရဖြစ်တာပေါ့နော်။ကိုယ့်ရဲ့ campaign နဲ့အကွက်ပထမဆုံးကားလေးနဲ့ဆိုတော့လေ။ဟုတ်ကဲ့ဟုတ်။နေတိုင်းနေပါဟိုရတယ်။ဇာတ်လမ်းလေးဟိုအဲ့လိုငွေရတဲ့စင်းလေးလည်းနည်းနည်းများတယ်ဆိုတော့လေ။အခမ်းအနားရတော့လေကိုအမြဲတမ်းဟိုဘယ်လိုအားဆိုင်ထားလို့မလားမသိကိုတော့ကတော့အမတရားဖြစ်စေတဲ့အရာတွေများတယ်ပေါ့နော်ပြီးတော့နောက်တစ်ခါကျတော့ဒီမှာ team work ကကျတော့သူအရန်ကြီးတယ် ဒီဆက်သမားတွေရောဒီကင်မရာမန်တွေရောအကုန်လုံးတစ်ခွက်လုံးခုတစ်ခွက်လုံးပါလေမြင်မြင်ရဲကြမယ်မြင်မြင်ဥစားဖြစ်ကြမယ်ပေါ့နော်ပြီးဘာတခြားစိတ်နှောက်ရှက်ဖြစ်ကြမှာဖြစ်ရခါကြောဒီဇိုင်းရုပ်ကိုဖတ်ကြည့်ရခါမှာသူရိုက်ခဲ့သမီးကဇလန်တွေ့ရတယ်မှာလေတော်တော်ကိုလေးဟိုဘယ်လိုပြောမလဲအန်ကိုက်ပြီးတော့လေစိတ်ချမ်းသာတဲ့ကားလေးလိုပြောလို့ရတက်နိုင်တဲ့လောက်တော့မြတ်သူကတော့ကို့ပေးလာတဲ့ဇိုင်းရုပ်ပေါ်မှာတာဝန်ချီအောင်လို့မြတ်သူကြိုးစားပါတယ်ဟိုအမှန်ဆိုရင်မြတ်သူဆိုရင်ဟာသားနဲ့မလိုက်ဘူးပေါ့နော်ဒါပေမဲ့အဲ့လိုတန်းတန်းဆွေလိုဇက်ကောင်ကိုလည်းမြတ်သူလုတ်ခဲ့တယ် fighting ကားတွေမျိုးသူရိုက်ခဲ့တယ်တတိယမြောက်ဆုံးမဲ့လိုမျိုးပေါ့နော်ဆိုတော့ အဓိကတော့ဟို drama ပိုင်နေမပိုင်ဆိုတာတဲ့ကိုယ်ဘယ်လိုစိတ်ယူလေးပေးမလဲပေါ့နော်ပေးလိုက်ပုံမှာတော့တက်နေတယ်လားမသိတောင်းဝင်ကြအောင်ကြိုးစားပါတယ်ဒီဆက်ဟိုဟာပေါ့အဲ့လိုမျိုးကြီးတော့ပြောလို့မရအောင်ဇက်တစ်ခုလုံးကကောင်းတာပေါ့နော်ကြာညိုတယောက်တည်းကောင်းနေတာမဟုတ်ဘူးလူတိုင်းကသူ့ရဲ့ဟိုအဲ့လို reason လေးနေနေပေါ့နော်အဲဒါမဲ့နောက်တစ်ခုကတော့ဟိုဘယ်လိုလေးပဲပြောချင်လဲဆိုတော့အထူထောင်ထားပြီးသားအိမ်အောင်ဆိုလို့ရှိရင်တော့တက်နေတယ်လားမပြည့်စည်အောင်အမျိုးသားအမျိုးသမီးရောပေါ့နော်အဲနှစ်ဖက်စလုံးကစီးရီးတွေနဲ့စောင့်သိရရင်တော့ဒီကလေးတွေမှာစိတ်နာကြရတယ်ဖြစ်ရရင်မရှိတော့ဘူး အဲ့ဒီတော့အဲ့လိုမျိုးလေးတွေမဖြစ်စေချင်ဘူးပေါ့နော်ဆိုတော့ဒီဟာမျိုးလေးတွေကိုလည်းဟိုဒါဘယ်လိုပြောမလဲသင်ခန်းစာယူလို့ရအောင်ပေါ့နော်ရိုက်ပြထားလို့ထင်ပါတယ်ဇက်ကောကစာပေပိတ်မှန်ဆွရထားတယ်ဇက်ဆိုတော့တကယ်အရန်ကောင်းတဲ့ဇက်လေးမဟုတ်ဘူးအဲ့ဒါကိုကပြောမှာမဟုတ်တော့ဘူးကိုကမျောနေကြတဲ့ကိုတိတိပေးနေကြတဲ့ပရိသတ်တွေကဟိုပြောရမယ့်စကားမျိုးလိုမျိုးသူထင်တယ်ပါဆိုတော့အာ စောင့်နေတာပြန်ပေါ်လာတာငါတို့ထင်တယ်လောက်မဟုတ်ဘူးလို့အိုက်တီနီကရော့သွားတယ်လို့အတူကဘလို့ဖြစ်သွားတယ်လို့အဲ့လိုမျိုးတွေမဖြစ်အောင်လည်းမသူတက်နိုင်တယ်လို့ကြိုးစားထားပါတယ်အဲ့တော့စောင့်ွက်အောင်မအောင်ကတော့ပြည်သက်ဖြစ်ပဲပြန်နားထောင်အောင်ပေါ့နော် အလုပ်လည်းမနာပါဘူး။ဈာထဲမှာရအောင်လို့မြို့သူဟိုစာအဓိကတော့ management ပေါ့နော် management ကကိုစီပွားရေးလုပ်တယ်ဒါပေမဲ့ကိုပါမှဟိုလုပ်လို့ရမယ့် system မျိုးမဟုတ်ပဲねကိုမပါလဲဆက် run နိုင်တဲ့ system မျိုးဖြစ်အောင်လို့မြို့သူကငကိုရဲဟိုက plan လုပ်ထားတယ်။ကလေးကို train ထားတယ်အဲ့တော့တကယ်ရိုက်တဲ့ချိန်မျိုးမှာလဲမြို့သူကသူတို့ဆိုရင် group တွေအများကြီးနေပေါ့နော်ဘယ် ဘလို့ဘလို့ဘလို့လောက်အောင်ဆွဲဟာမျိုးပေါ့အဲ့ဒါကြီးအကုန်လုံးကကျတော့အကိုကစီစဉ်ပေးတာပေါ့နော်အကိုကကျတော့ तू ကစီးပွားရေးလုပ်နေသူဖြစ်တဲ့အတွက်ကြောင့်ဒီလို management မိုင်းကကျတော့ तू ကဟိုပို့ပြီးတော့ကုထပ်ပို့တည်တော့လေအကိုစီကလေ့လာပြီးတော့မှအဲလုတ်ခဲ့တာဆိုတော့သူကသွားရိုက်တယ်ဒါပေမဲ့ညာပဲကြားလို့ရှိရင်ဒီစီရင်စရာတွေပတ်သက်တာတွေ brain ကိုစိတ်နေချပြရမယ်ကြောက်တွေချပြရမယ်ဘလို့ဘလို့ဘလို့ပေါ့နော်အဲ့လိုမျိုးလေးတွေပေါ့တက်နိုင်တဲ့လောက်ရအောင်ညှိပြီးတော့သူရိုက်ခဲ့ပါတယ်ဟုတ်ကဲ့အဲစိတ်ပင်မန်းလားဆိုတော့အဲ့ဒီတော့မပင်မန်းဘူးဘာဖြစ်လို့လဲဆိုတော့အမျိုးသားတော်ဘလို့ပြောထားလဲဆိုတော့အဲတခုခုများသူစိတ်တိုင်းမကြားလို့ စူချင်တာရှိတယ်ပြောချင်တာရှိတယ်ဆိုရင်လို့စကားပြီးမှစူပါလို့ဒီကားလေးအတွင်းမှာတော့နည်းနည်းလေးစိတ်ထည့်ထားလို့ stress လေးတွေမပြီးချင်လို့အမှန်တော့ဇက်ကောင်ကြောင့်မို့လို့ stress ကပြီးနေပြီသားဆိုတော့လေဟောအဲ့လိုမျိုးလေးတွေတော့ပြောတာပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့အားလုံးအဆင်ပြေပြေနဲ့ပဲပြီးတော့အားမအားလည်းမပြေနဲ့အများကြီးနေပြေခဲ့တာပေါ့ဒီကားရိုက်တဲ့အချိန်မှာဟုတ်ကဲ့အကူကအများကြီး game ဆိုင်ပေးပါတယ်ဘယ်လိုမျိုးတော့ဝင်ပါဒါပေမဲ့ဒီကားရိုက်တဲ့အချိန်ဘယ်သူတွေနေမှာတော့ရိုက်တော့ဟိုအကူကဒီ ညောင်လုံးမှသွားရိုက်တော့လေသူကအလိုဟိုတယ်ဘန်ဂလိုငားလိုက်တာငားလိုက်ပြီးတော့သူတောက်ရှောင်းနေပြီးပြီးတော့ဟိုလိုကျူးဆိုင်ပေးပါတယ်ဟုတ်ကဲ့ရှင့်အဲပြသူတို့ရဲ့ဒီလိုင်းလေးချပက်ရွှေချဆွဲဇလန်တွဲလေးရ3ရက်12လ2025မှာစပြီးတော့မှဒါပြပါတော့မယ် MRTV ကိုကနေလည်းကြည့်လို့ရသလိုမျိုးပြသူတို့ဒီ Hey Play application ကနေလည်းကြည့်လို့ရပါတယ် YouTube ကနေလည်းကြည့်လို့ရပါတယ်လို့ပြသူတို့ဒါဟိုဟာပြန်ပြီးတော့အားပေးပါအောင်လို့ပြချင်ပါတယ်ရှင့်ကျေးဇူးများတင်ပါတယ်ဟုတ်